ကျွန်တော်ပြိုင်ဘက်ပါတီဒီအထူးသဖြင့် NLD ပေါ့နော်ကျွန်တော်မဖြုံပါဘူးဗျအဲကျွန်တော်တို့နိုင်ရမယ်လို့ယုံကြည်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်အခုမြင်နေတိုင်းမလဲကျွန်တော်ဟိုလူထုကကျွန်တော်ဘက်ကညာခိုင်တော့အများကြီးပါတယ်ဒါကြောင့်မို့ကျွန်တော်အဲအေးဆေးဆေးပါပဲဘာလို့ဆိုတော့သူတို့အဓိကသူတို့ကိုယ်စလဲတွေရဲ့ ability ကကျွန်တော်ကိုမရှင်းနိုင်ဘူးသူတို့ကဒေါန်ဆန်းစုကြည်တယောက်တည်းရဲ့ ရုပ်နဲ့ရှင်ပြန်ကြမှာဆိုတော့တယောက်ချင်းရဲ့ ability ကလီဗာကြကျွန်တော်မမီနိုင်တဲ့အတွက်ကြောင့်လူတွေကသိပါတယ်ဒါစားစုကြီးတယောက်ထဲနဲ့တော့ဒါမဖြစ်နိုင်ဘူးတောင်စားစုကြီးတယောက်ထဲအိမ်တလုံးနဲ့တဲ့တိုင်တလုံးနဲ့အိမ်ဆိုတာဆောက်လို့မှမရဘူးဟုတ်ကဲ့ဟုတ်ကဲ့ဒါကျွန်တော်နေမဖြုံးပါဒီနေရာမှာကျွန်တော်ပြောချင်တာကခမားကိုတိုင် USDT ရဝင်ပြိုင်ခရရှုံးလိမ့်မယ်ခမားကိုတိုင် NLD ပါတီရဝင်ပြိုင်ခက်နိုင်လိမ့်မယ် အဲဒါပဲကျွန်တော်ပြောချင်တယ်။အိုဘားမားက USDB ကဝင်ပြိုင်ရင်အိုဘားမားရှုံး။ NLD ကနေဝင်ပြိုင်ရင်အဒီအာမင်လည်းနိုင်တယ်။အဲဒီလိုပဲပြောရမှာ။အားကြောင့်ဆိုတော့ဒေါ်ဆန်းစုကြည်ဟာ clear ဖြစ်တယ်ပေါ့နော်။ဒီ politics မှာ तू ကအကျင့်ပြတ်ချစားမှုတွေပါတွေစသဖြင့် तू ကလောလောဆယ်တော့ तू ကအုတ်ချုပ်ရေးဘိုင်းမလုပ်ဘူးတော့ virgin ဖြစ်နေတာပေါ့။ဒီ virgin ဖြစ်နေတာကိုလူတူကစိတ်ဝင်စားနေတယ်။